စချုပ်ပညာနဲ့ယက်တီကြပေမဲ့ခြေတော်မတန်ဆွမ်းဖြစ်တာကြောင့်လှုပ်ရှင်တွေရဲ့ပေးချခြင်းခံနေရတဲ့မတ်တသက်မော်မတ်တသက်မော်ကအယူပြောကခြေချင်းလိမ့်နေတဲ့အတွက်ခြေတော်မတန်ဆွမ်းမျိုးသမီးတယောက်ဖြစ်နေရတာပါအခုလိုပြလာခဲ့ပေမဲ့မတ်တသက်မော်ကဘဝကိုအေးအေးချမ်းချမ်းဖျက်သိမ်းရမျိုးမဟုတ်ပါဘူးစင်ရချိုးတဲ့တာကြောင့်မိဘတွေကလူတွေသိမရှိအောင်ဂယုဆိုင်ပြီးတော့မထားနိုင်ပါဘူးဒါကြောင့်မလို့မတ်တသက်မော်ကအရှုံးမပေးတော့ဘဲနဲ့လောကဒဏ်ကိုရင်ဆိုင်ဖျက်သိမ်းနေရတာပါမတ်တသက်မော်ကစိတ်ကြောတဲ့ရွှေကလေးကရေခဲကြောင်ရောက်ဖို့အတွက်ဆုတ်ဖြတ်ခဲ့တာပါ ရေခဲကြောင်ကိုစပိန်တိုးလဲနဲ့ချောင်းရတာပါ။ခြေတော်မတန်ဆွမ်းပေမဲ့ရအောင်သွားကရက်ွက်တကာလဲပြီးတော့ရေခဲကြောင်ရောက်နေကြတာပါ။မိဘနဲ့အူလုံးကအကောင်တိုင်းရှိနေပေမဲ့လေစီးပွားရေးလုပ်တယ်မလုပ်နိုင်တော့ပါဘူး။မတန်သက်မော်ရှာတဲ့ငွေတွေနဲ့သာမိဘတွေကရက်တည်နေတာပါ။မတန်ဆွမ်းတရားဖြစ်တဲ့အတွက်လမ်းသွားရင်းနဲ့တခုဖြစ်မလားဆိုပြီးတော့မိဘတွေကစိတ်ပူနေရတာပါ။ဒါပေမဲ့လေမတန်သမော်ကတော့မိဘဖြစ်သူကိုလိုကျွေးနေရသူမလို့အထုတလေကြောက်တာမျိုးမရှိပါဘူးမိဘကိုလိုကျွေးနေတာမလို့အန်ရယ်တွေဖယ်ရှားတယ်လို့တွေးထားတာပါ မိဘတွေနေရာလုံးကလည်းစျေးမရင်မကောင်းတာမလို့စိတ်ဘဝစမသက်သက်မော်တယောက်တယောက်သာရှာကြွေရတာပါနေရတဲ့အိမ်ကလည်းကျူးကျော်တော်တာအိမ်မှနေရတာပါဒါပြင်ပြပဝင်ချင်းကအိမ်တွေရဲ့အနဲ့တွေကလည်းအိမ်ထဲကိုတိုးဝင်ကစျေးမရင်မကောင်းရလာတဲ့အထိဖြစ်ရတာပါခြေကကြောင်ရောက်လာရင်ဆယ်နှစ်ကျော်ရှိသွားပြီဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတိတ်ပြီးတော့မရောက်ရတော့ပါဘူးခြေကကြောင်အယောင်ရထားရတာဆိုရင်နှစ်ပတ်လောက်ရှိပါပြီခြေကကြောင်ကလည်းနေပူထဲမှာတစ်နှစ်ပတ်လုံးရှောင်းမှအချောင်း60လောက်ကုန်တာပါတစ်နေ့လုံးမှာတရက်ကို6000တာရှာတာပါ မတတဲမော်ကဆက်ချုပ်တတ်ပါရီဆက်ချုပ်တတ်ပေမဲ့လည်းစိတ်ယုံနေမှာဆက်ချုပ်ဖို့အလုပ်သွားလျှောက်ပေမဲ့ဘယ်သူမှမခေါ်ကြပါဘူးမတန်ဆွဲဖြစ်တဲ့အပြင်မတတဲမော်ကဖွင့်ပြိုးခြင်းတလောက်မဖွင့်ပြိုးပဲလူပူလေးဖြစ်နေတာကြောင့်မလို့ပါအလုရှင်တွေကရုပ်ရည်ကိုသာအဓိကကြည်လာဖြစ်တဲ့အတွက်မတသက်မော်ကိုအလုံးမခံကြပါဘူး။စက်ချုပ်ပညာရဲ့ကိုတက်ပေမဲ့လည်းပညာကိုချပြောက်ွက်မရပဲရုံးကန်နေရတာဖြစ်ပါရည်။မတသက်မော်ကသူ့ကိုအလုတာခတ်မယ်ဆိုရင်စက်ချုပ်တာကိုကြွကြဲကြည်ကျင်းနဲ့ချုပ်ပြနိုင်သလိုတေချာလေးလုပ်ပြမှာပါ။ ဒါပေမဲ့လည်းအရေးချင်းကိုခွင့်ရပေးကဆုံးဖြတ်မဲ့သူကတယောက်မှမရှိဖြစ်နေတာဖြစ်ပါရည်။တန်ဆွမ်းသူတွေကိုပေးမှကိုညီမေဆိုတာကစောင့်ဖို့ထဲမှသာရှိပြီးတော့တကယ်လက်တွေ့ဘဝမှာအလုရှင်ဆက်ရောက်ရှိရင်တယောက်အလုကသာမေတ္တာစိတ်နဲ့ကိုညီပေးတာဖြစ်ပါရည်။ဒါပေမဲ့လည်းဆိုပါလို့ရှိရင်တယောက်နဲ့မသက်သက်မော်ကအခုချိန်ထိမဆုံရသေးပါဘူး။ဒီခုနောက်ပိုင်းမှာအလုတွေကလည်းရုပ်ရည်ကိုသာအဓိကကြည်လာခဲ့တာပါ။ရုပ်ချောတဲ့ကောင်မလေးတွေကိုသာဦးစားပေးကခက်အပ်နေတာဖြစ်တဲ့တွေ့မတန်ဆွမ်းမသက်သက်မော်မှာတော့အခွင့်အရေးတစ်ခုမှမရလာခဲ့ပါဘူး။ ရှိတဲ့ပညာကိုအသုံးချခွင့်မရတဲ့အတွက်မတ်သက်သက်မော်ကခံပြနေရပါမတ်သက်သက်မော်ကမိဘတွေကိုတန်ချင်တရက်တဲ့အိမ်တလုံးနဲ့ထားပေးချင်တာပါအိမ်ပိုင်လေးသာရှိမယ်ဆိုရင် အိမ်ဆိုင်လေးဖွင့်ပြီးတော့လှုပ်ကြွေးချင်တာပါရေခဲကြောင်ရောင်းတဲ့လက်ကလည်းအဆင်မပြေတော့တဲ့အတွက်ဆက်ရောင်းဖို့ကတိတ်အဆင်မပြေတော့ပါဘူးဒါကြောင့်မလို့အခြေတကြလေးအလုပ်လေးတစ်ခုကိုလိုချင်တောက်တာနေရပါမတန်ဆွမ်းတရားဖြစ်တာကြောင့်အခွင့်အရေးမပေးခင်ရတဲ့မတ်သက်သက်မော်ပေါ်မှာအမြင်လေးတွေရှိရင်လည်းပြောခဲ့ပေးပါဦးရှင်ကြည့်ရှုပါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် ောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့သတင်းတွေတို့ပြန်လာခဲ့ပါဦးမယ်ရှင်ဒီနေ့တော့လည်းပဲနှုတ်ဆက်ခဲ့ကြပါရစေအပင်နာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုယ်စိတ်နှလုံးရှင်လင်းချမ်းမြေကြပါစေရှင်